အဲ့ဒါဒီနေရာမှာအလင်းသင်လို့ဒီတန်ဇရာလေတဲ့ပုံစံလေးကိုကျွန်တော်ပြောတဲ့လင်္ကာလေးအတိုင်းပဲနားထောင်ကြည့်ပါဦးပฏิနောက်တွင်ဘဝင်16အမြဲရောက်ခါထို့နောင်ဘဝနိကန္တိကဇောလောဘတို့ ဖြစ်ကြပြီးခါဘဝင်ဝီထိတလဲစီသည့်သုတိအဆုံးနေ ပရိသန္တေစစဥဖြစ်ပါတယ်တဲ့ပရိသန္တေဖြစ်တယ်ဆိုပရိသန္တေစိတ်ဖြစ်ရင်စေတသိက်တွေပါတယ်ယုတ်တွေပါတယ်ယုတ်ဖြစ်ရမဲ့ပုံစံယုတ်တွေပါတာပေါ့ယုတ်မဖြစ်ရမဲ့အရူပဘုံလို့ဆိုရင်လည်းယုတ်မပါဘူးပေါ့ဒါပေမဲ့ပရိသန္တေစိတ်ပြီးရင်ဘဝင်စိတ်ဖြစ်တယ်အဲဘဝင်15ချက်16ချက်လောက်ဖြစ်ပြီးရင်ဘဝနိဂန္ဓိက လောဘဇောဆိုတာဖြစ်တယ်တဲ့ဒါတွေလည်းပဲစိတ်တွေဖြစ်ရင်စေတသိက်ပါတယ်ယုတ်ပါတယ်ပေါ့ ရုပ်ပါမယ်ဟာဆိုရင်ရုပ်ပါတယ်ရုပ်မပါဆိုရင်မပါဘူးပေါ့စိတ်စေတသိက်ကတော့ဖြစ်တာတူတယ်ပေါ့အဲ့ဒါပြီးတော့ထို့နောင်ဘဝနိကန္တိကဇောလောဘတို့ဖြစ်ကြပြီးခါအဲ့ဒါရဲ့နောက်ပိုင်းမှာဝီထိစိတ်ဆိုတဲ့မျက်စိဝီထိနာနှာခေါင်းရှားကိုမြင်သိကြသည့်နံသိစားသည့်ထိသည့်တွေပေါ့အဲ့နေ့တိုင်းနိုးနေတဲ့အခါမှာဖြစ်နေတဲ့ဟာနောက်တွေးတောကြံစီသည်တွေ အဲ့ဒီဝီထိစိတ်ဖြစ်လိုက်ဘဝင်စိတ်ဖြစ်လိုက်ဝီထိစိတ်ဖြစ်လိုက်ဘဝင်စိတ်ဖြစ်လိုက်နဲ့တလဲစီတလဲစီဖြစ်ပြီးတော့နောက်ဆုံးအချိန်မှာသုတိစိတ်ကြပြီးတော့ဘဝတစ်ခုအဆုံးသတ်ပါတယ်တဲ့အဲ့ဒီသုတိစိတ်ကြပြီးရင်လည်းနောက်ထပ်ကပြိတ္တန်ဒီဆိုတဲ့အစဖြစ်တယ်ဒါပေမဲ့သူတို့ကအကျင်ကြီးကမြန်လွန်းတယ်ဒီဖြစ်စဉ်ကြီးကအကျင်ကြီးမြန်လွန်းတယ်ဒီခက်တမ်းမှာပေါ်တဲ့ဘဲကွန်ပျူတာဘာနဲ့မှတိုင်းတာလို့အတန်တဲ့မြန်တာနဲ့လည်းတိုင်းတာလို့မရဘူး အယံမြန်လွန်းတယ်တစ်စက္ကန့်ဆိုတဲ့အချိန်ကလေးဟာဘယ်တော့မှမကြောက်လက်ဖြစ်တတော်တီးတို့မျက်စိတမိတ်တို့လက်ဖြစ်တတော်တီးလက်ဖြစ်တစ်ချက်တို့အဲ့ဒါကိုတစ်စက္ကန့်လောက်နဲ့ချိန်ပြီးတော့တစ်စက္ကန့်လို့ပြောတာဒီခက်စကားနဲ့နားလည်အောင်ပေါ့အဲ့ဒီအချိန်မှာအချိန်ပေါင်းခရီပေါင်းအချိန်ကြီးခရီပေါင်းတသိန်းဖြစ်ပြီးပြီစိတ်တွေစိတ်တွေစိတ်တွေရုပ်တွေကအချိန်ကြီးခရီပေါင်း9000ဖြစ်ပြီးပြီဆိုတော့ ီလောကထဲမှာသိပ္ပံပညာတွေဘလောက်ပဲတိုးတက်တယ်ပဲပြောပြောအဲ့ဒီအကျင့်ကြီးကိုတော့မမှတ်နိုင်သေးဘူးမှတ်လို့မရနိုင်ဘူးဒါပေမဲ့မြတ်စွာဘုရားရှင်ရဲ့သဗ္ဗညုတဉာဏ်နဲ့လောကကိုသိစာသိစရာမှန်သမျှမကြံရအောင် သိတဲ့ဉာဏ်တော်နဲ့သိတာကတော့တစ်စက္ကန့်ဆိုတဲ့အချိန်တော်တွင်းမှာအကျင့်ကြီးဟာဂရေပေါင်း9000တို့ဂရေပေါင်းတသိန်းတို့ဖြစ်ပြီးပြစ်ပြီးနေပြီလို့ဆိုလိုတာ အားလုံးကျွန်တော်တို့သိတာတွေအကုန်လုံးကဖြစ်ပြီးပြက်ပြီးတွေကြီးပဲသိနေတာဖြစ်ဆဲဆိုတဲ့ဟာကို ကျွန်တော်တို့ကိုယ်နိုင်ကမသိနိုင်ဘူးဖြစ်ဆဲအချိန်မှာစိတ်ကနှမျိုးမပြိုဖြစ်ပြီးမှပဲသိလို့ရပြဆင်ခြင်းရင်ဖြစ်ပြီးဖြစ်ပြီးတွေကိုပဲဆင်ခြင်းလို့ရအဲ့ဒါဆိုတော့အားလုံးကိုပြိဋ္ဌာန်တွေပြီးပြိဋ္ဌာန်တွေ နေတယ်ဆိုတဲ့ဟာကဒီဖြစ်စဉ်အတိုင်းသရဝါတွေသရဝါတွေဥမတစုတစုထားလိုက်ပေါ့ဒီကောင်ကကောင်းမှုလုပ်ထားတယ်ကောင်းမှုရှိတဲ့အပုံသွားအကုသိုလ်လုပ်ထားတဲ့အကုသိုလ်အပုံသွားအဲ့ဒါဆိုတော့ဘုံကိုခုနှစ်မျိုးခွဲထားလိုက်ပေါ့နတ်ဘုံမြမဘုံလူဘုံဆိုပြီးတော့ကောင်းမှုလုပ်တဲ့တတဝအစုဖွဲ့က၃မျိုး၃မျိုးထားလိုက် မကောင်းမှုလုပ်တဲ့တတဝစုဖွဲ့မှာငရဲတိရစ္ဆာန်ပြိတ္တာအတူတကယ်ဆိုအပယ်လေးပုံအဲ၄ခုထားလိုက်အဲ့ဒီ ခုနှစ်မျိုးအစားထဲမှာပဲကိုကလည်းပဲတစ်မျိုးအပါဝင်ကိုကလူထဲမှာပါတယ်အဲ့ဒီလူထဲမှာကိုကကောင်းမှုလုပ်ထားတယ်ဆိုရင်အဲလူပြန်ဖြစ်နိုင်တယ်နတ်ဖြစ်နိုင်တယ်ပြင်မာဖြစ်နိုင်တယ်အကုသိုလ်လုပ်ထားရင်အပယ်လေးပုံသွားနိုင်တယ်အဲ့ဒါကတစ်စက္ကန့်မှာ အချိန်ရေကလေးပေါင်းတသိန်းတည်းကအစိတ်နှစိတ်ပဲဒီဘက်ကသုတိဆွန်ဒီဘက်ကပြိဋ္ဌံတည်းပဲအဲ့ဒါဆိုတော့ဘယ်သူမှထိန်းထားလို့တားထားလို့မရတဲ့ဖြစ်စဉ်တစ်ခုကို ဟောပေါ်အဘိဇာဒေါမနတကင်းကင်းနဲ့လောဘဒေါသကင်းကင်းနဲ့အော်ဒီလိုလေးသေးသေးမွတ်မွတ်ဖြစ်စဉ်လေးတစ်ခုအနေနဲ့သွားနေတာပဲလို့မြင်တာကိုယထာဘုဒ္ဓဟုတ်မှန်နဲ့အတိုင်းသိတယ်လို့ခေါ်ပါတယ်တဲ့အဲဟုတ်မှန်နဲ့အတိုင်းသိဖို့ဆိုတာအဲ့ဒီဖျားကိုယုံတဲ့စိတ်နဲ့ဖျားမြင်တော်မူတဲ့အတိုင်းမှာပဲလို့လက်ခံပြီးတော့အကျဉ်းကြီးသုတိပရိသန္တေတို့သုတိတို့ဆိုအကျဉ်းကြီးခရေတသိန်းတွေကအစိတ်တစ်စိတ်နှစ်စိတ်ပဲဆိုတာ သုတိယအစိတ်တစိတ်ပရိသန္တိယအစိတ်တစိတ်အဲ့ဒါပြီးရင်ဘဝင်စပြီးတော့ဖြစ်တယ်အဲ့ဒီလိုနဲ့တန်တရာလဲနေတဲ့သဘာဝဖြစ်စဉ်တစ်ခုပဲဘယ်သူမှရက်လို့မရတဲ့အလွန်အလွန်မြန်နှုံးနဲ့သွားနေတဲ့ဖြစ်စဉ်တစ်ခုကိုဖျားကိုယုံတဲ့စိတ်နဲ့နားလည်မှုတက်တက်နဲ့ရှင်းရှင်းလင်းလင်းလက်ခံလိုက်တာအဲ့ဒါကိုဟုတ်မှန်တဲ့အတိုင်းဇာတိကိုသိတယ်လို့ခေါ်တယ် အဲ့ဇာတိပြီးလို့ရှိရင်ဇရာပိဒုက္ခအဲ့ဇာတိဇာတိကိုတော့နားလည်သွားပြီနောက်ဇရာဆိုတာဘာလဲဇရာဆိုဇရာဒီအပင်နီးတဲ့ယဟန်တို့ထိုထိုတတ္တဝါတို့ထိုထိုတတ္တဝါအပေါင်းစု၌အိုခြင်းအိုခြင်းသဘောအိုသောအချင်းအရာသွားကြိုးခြင်းဆံဖြူခြင်းအရေတွန့်ခြင်း အသက်ဆုပ်ယုပ်ခြင်းမျက်စိစ သောဣန္ဒြေတို့ဤယင့်ခြင်းယဟန်တို့ဤသဘောတရားကိုဇရာဟုဆိုအပ်၏ဇရာဆိုတာသေးသေးလေးစက္ကန့်တိုင်းမှာအိုပြီးတော့မရဏအထိတ်သွားနေတဲ့ခုနတုန်းကပတိနောက်တွင်ဆိုတဲ့ဟာကဇရာတစ်မျိုးပေါ့ဒါကအပါကဒဇရာခွန်ပမထင်ရှားတဲ့ဇရာအခုဖျားခေါ်တဲ့သက်စာလေးပါမဟုတ်တာထင်ရှားတဲ့ဇရာ ဆမ်းဖြူတယ်တဲ့တွားကျိုးတယ်တဲ့အရေတွေတွန့်တယ်ဒါတွေကတော့မြင်ဘူးနေတာလေအရေတွေတွန့်တယ်တဲ့အိုမင်းချင်းရောတယ်တဲ့အဲအဲ့ဒါကိုဇရာလို့ခေါ်တယ်အဲ့ဒီဇရာကလည်းမကောင်းမှုဆိုပြီးတော့တွားပြီးတော့မကောင်းမှုနဲ့မချုပ်ကင်ပါနဲ့တဲ့ကျွန်တော်တို့ကမကောင်းမှုဆိုတာနဲ့ချုပ်ကင်ရင်ဓာတ်တက်ကောင်းတာလေးရှိအောင်မယ်ဆိုတာနဲ့လည်းတခါအဘိဇ္ဇာဓမ္မနတ္တရှင်အဘိဇ္ဇာကပ်ပြီးရှိနေတာပဲជីជីမန်ជីជី မှန်ကြည့်လို့ရှိရင်အော်ငါရုပ်ကြီးကမလလိုက်တာတော်တော်ရုပ်ဆိုးတာပဲတော်တော်ရွယ်ပြဲနေတာပဲစသဖြင့်အဲ့လို မကောင်းဘူးလို့အဘိဓမ္မနတနဲ့မြင်လိုက်တာနဲ့ဒီတက်ကောင်းကျင်နေဆိုတော့အဘိဇာပေါ်တာပဲသူကဆရာဆိုတဲ့ဟာကအဲ့ဒီလိုမကောင်းဘူးကောင်းတယ်ကို ပြောလို့တာ မဟုတ်ဘူးဖြစ်စဉ်တစ်ခုရဲ့အခြေအနေကိုပြောတာခန္ဓာတစ်ခုရဲ့ဘဝတစ်ခုရဲ့ဖြစ်စဉ်တစ်ခုရဲ့အခြေအနေကိုဆရာလို့ပြောတာ ဲ့ဒါဆိုရင်ဖြစ်စဉ်တစ်ခုသွားနေတဲ့လမ်းကြောင်းတွေကအခြေအနေတစ်ခုလို့နားလည်လိုက်လို့ရှိရင်တော့ဒီဇရာဟာအဘိဇာလည်းမဖြစ်ဘူးဒေါမနဇာလည်းမဖြစ်ဖဲနဲ့ဟုတ်တိုင်းမှန်စွာသိတဲ့အနေထားကိုရောက်ပါတယ်တဲ့ဒါဇရာနောက်တစ်ခုမရဏယဟန်တို့မရဏစီအဘယ်နည်းတဲ့ထိုထိုတတ္တဝါတို့ထိုထိုတတ္တဝါအပေါင်းအစုမှရွေလျောခြင်း ရေလျောသောအချင်းရာပျက်စီးခြင်း၊ကွဲပြောက်ခြင်း၊က်ပြတ်သေးဆုံးခြင်း၊ကွဲလွန်ခြင်း၊ခန္ဓာတို့၏ပျက်စီးခြင်း၊ကိုယ်ကောင်တို့ကိုပြစ်ချခြင်း၊ဇီဝိတ္တိတွေပြတ်ဆဲခြင်းတို့ဒီယဟန်တို့ဤတရားသဘောကိုမရဏဟု၍ဆိုအပ်၏။ဇာတိတုံးကထိုးထိုးတတ္တဝါတို့နဲ့သွားပြီးတော့ဖြစ်တယ်လို့ပြောပြီးပြီလေ။ မရဏကြတော့အဲ့ဒီကိုဖြစ်နေတဲ့တတ္တဝါတွေကနေပြီးတော့ရွေလျောသွားတာတဲ့ပျောက်ကွယ်သွားတာတဲ့မရှိတော့တာတဲ့ခန္ဓာကိုယ်ကြီးရှိနေပြီမဲ့ဟောဇီဝိတ္တံတည်းဆိုအသက်မရှိတော့တာတဲ့အဲအဲ့ဒါမျိုးကိုသိတယ်လို့ခေါ်တယ်အဲအဲ့ဒီမရဏကိုသိခြင်းနဲ့ဆိုလို့ရှိရင်တရားအထောက်ရမယ့်အခြေအနေနဲ့မရဏကိုသိခြင်းနဲ့ဆိုရင်မရဏဆိုတာ ရှိနေတဲ့အခြေအနေတစ်ခုကနေပြီးရွေ့လျောသွားပြီးတော့နောက်ထမိသားစုတစုစီသွားတဲ့သဘောပဲဒီမိသားစုတစုကနေပြီးနောက်မိသားစုတစုကိုဆွန့်ဒီမိသားစုကိုဆွန့်ပြပြီးနောက်မိသားစုတစုစီသွားကတ်တဲ့သဘောပဲအဲ့ဒါဆိုတော့ဖြစ်စဉ်တစ်ခုအနေနဲ့နားလည်ပြီးတော့လက်ခံအဲ့ဆိုအကောင်းအဆိုးနဲ့လက်ခံတာမဟုတ်ဖြစ်စဉ်အနေနဲ့နားလည်ပြီးလက်ခံလိုက်ရင်အဲ့ဆိုဒီသေးချင်းကိုလည်းပဲကိုမကြိုက်ဘူးကို ပင်ပန်းနဲ့ဆင်းရဲတယ်များတိလာပြီဆိုလို့ရှိရသေးခြင်းနဲ့ဆိုပြီးတော့ဒီမရဏကိုပဲမကောင်းသဖြင့်ယူခြင်းနဲ့ရှူရှိတယ်အဲကိုယ့်ကိုဒုက္ခပေးနေတဲ့လူကိုသေစေခြင်းနဲ့ဆိုတဲ့ပြီးတော့သေတာကိုကောင်းတယ်လို့ယူဆရခြင်းနဲ့ယူဆခြင်းနဲ့အဲ့ဒါသေခြင်းတရားကိုမိပြီးတော့တတ္တဝါတွေကအမျိုးမျိုးကြံစီကြတယ်ဒါပေမဲ့မွေးလာတဲ့ဇရဝတိုင်းရဲ့သေခြင်းဆိုတာဖြစ်စဉ်တစ်ခုအနေနဲ့နားလည်မှာ ဟုတ်မှန်တဲ့အတိုင်းသိတယ်သစ္စာအနေနဲ့သိတယ်လို့ဆိုလိုပါတယ်သစ္စာအနေနဲ့မသိဘူးဆိုလို့ရှိရင်တော့ဟုတ်မှန်တဲ့အတိုင်းမသိဘူးလို့ဆိုရမှာပဲကိုသိကြံတယ်လို့သိနေတဲ့ဇရာမရဏတွေမဟုတ်ဘူးအဲဆိုဖဲသမားတွေကသိပြီဆိုရင်ဖဲရရတယ်လို့သိကြံသိနေမှာအမွေရကြတဲ့လူကအမေသေးလို့ရှိရင်အမွေရမှာပဲလို့သိကြံသိနေပါအမျိုးမျိုးပေါ့ဒါကတော့အကျယ်ချက်ပြီးကိုယ့်အနေနဲ့